မင်္ဂလာပါရှင်စိတ်ကူမြုံနယ်အတွင်းစစ်ဘေးရှောင်တွေခိုးလွန်ရစာတင်ကြောင်းကို စတက်ပုံကျဲတဲ့အတွဲအရတာငါးဦးတေဆုံးတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်မန္တလေးတိုင်းစိတ်ကူမြုံနယ်အတွင်းစစ်ဘေးရှောင်တွေခိုးလွန်ရစာတင်ကြောင်းကိုစတက်ကလေးကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရတာငါးဦးတေဆုံးခဲ့ရတယ်လို့ဒိဒခန်တွေကပြောပါတယ် နိုဝင်ဘာလ12ရက်နေ့ညနေ9:00အချိန်မှာစင့်ကိုမြုံနယ်မာလဲကျေးရွာစာတင်ကျောင်းကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုကြောင့်မာလဲကျေးရွာစာတင်ကျောင်းအတွင်ခိုးလုံနေတဲ့စစ်ဆောင်5ဦးသေဆုံးပြီးဒီခိုက်တန်ရရှိတူတူလည်းရှိတယ်လို့ဒိဒခန်တွေထံကသိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလခုံရက်နေ့ကလည်းစင်ကူမြို့နယ်အတွင်းမှာရှိတဲ့စစ်ဆောင်တွေခုံလို့ရရွှေပြည်ကျေးရွာစတင်ကျောင်းနဲ့ညောင်ကုန်းကျေးရွာတို့ကိုလေကျောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အယတ္တာ၄ဦးသေဆုံးခဲ့ရပါတယ်ရှင်။